တကယ်ရတော့ဘာမှရှိတာမဟုတ်ဘူးတဘာဝတတ္တအာယုံကိုတိတတ်တဲ့တဘာဝတတ္တလေးကိုစိတ်လို့ခေါ်တာထိုစိတ်လေးကလည်းမိမိတဏ္ဍန်ထဲမှာတကွာအမြဲတမ်းရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်တဲ့အခါမှာပေါ်လာတဲ့သဘောတရားလေးတဲ့အဲ့ဒီသဘောတရားဒီဘယ်အခါမှာပေါ်ပေါ်အာယုံကိုတိတတ်တဲ့သဘောလေးရှိတယ်လို့ဒီလိုဆုံးလို့တာ အဲ့ဒီစိတ်လေးအမြဲနေတာလည်းမဟုတ်ဘူးခန္ဓာကိုယ်ထဲမှာမြည်သည့်နေရာမှာ ရှိတယ်လို့သူ့ရဲ့နေရာဌာနကိုထောက်ပြလို့လည်းမရဘူးသို့တော့စိတ်ဖြစ်တဲ့နေရာ6မျိုးရှိတယ်တဲ့ဘယ်နေရာတွေမှာဖြစ်တုံဆိုရင်မျက်စိမှာဖြစ်တယ်နားမှာဖြစ်တယ်နှာခေါင်းမှာဖြစ်တယ်လျှာမှာဖြစ်တယ်ခန္ဓာကိုယ်မှာ ဖြစ်တယ်ကြံတဲ့ဟာတွေကနှလုံးမှာ ဖြစ်တယ်လို့ဒီလိုဆိုတယ်နော် ပါဠိစာပေလိုပြောလို့ရှိရင်သက္ခုဝတ္ထုမျက်စိဆိုတဲ့ i base လို့ခေါ်တဲ့မျက်စိဆိုတဲ့တရားဝတ္ထုနားဆိုတဲ့တရားဝတ္ထု ear base နှာခေါင်းဆိုတဲ့တရားဝတ္ထု nose base လျှာဆိုတဲ့တရားဝတ္ထု tongue base ခန္ဓာကိုယ်လို့ဆိုတဲ့တရားဝတ္ထု body base နဲ့ heart base နှလုံးသားလို့ဒီလိုဆိုလိုတာเนาะနှလုံးသားဆိုတဲ့နေရာမှာလည်းပဲဒီလူခန္ဓာကိုယ်မှာရှိတဲ့ဒီ organ ကိုပြောတာမဟုတ်ဘူးဒီစိတ်တရားရဲ့ဖြစ်ပေါ်နိုင်တဲ့အရာဟာအဲ့ဒီနှလုံးသားထဲမှာလဲပတ်ပြီးခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုလဲပတ်နေတဲ့သွေးတွေထဲမှာတည်တယ်လို့ဒီလိုဆိုတာပေါ့ဟာရယဝတ္ထုဆိုတာကเนาะ